တော်လန်ပုံကံပြိုမီရောအမန်စီစဉ်ကနေပြန်လဲထူဆိုလိုက်ပါတယ်ဒီအပတ်မှာတော့တော်လန်ပြိုမီတို့ကိုအမန်ပေးဖို့ဖိတ်ခေါ်ထားတဲ့သူကတော့ NGVD တအုပ်ဖြစ်တဲ့ဟန်ရီညွိခေါ်တုတ်ကြီးပဲဖြစ်ပါတယ်မင်္ဂလာပါရဲဘော်ကြီးဒီအပတ်ကထူးထူးခြားခြားလေးဆိုတော့လေရဲဘော်ကြီးတော်လန်ပြည်သူတို့သိအောင်မိတ်ဆက်ပေးပါအောင်နော်โอเคมิงลาပါကျွန်တော်ကတော့ရေဘော့တုတ်ကြီးဖြစ်ပါတယ်ကျွန်တော်ကမိုးရခိုင်အမလီတရင်မိုးရတပိုင်းမှာတာဝန်ထမ်းဆောင်နေပါတယ်ခင်ဗျာ ဒီဟိုတက်လောက်ကလေဒီမုံရခိုင်တရင်လေးမှာပေါ့နော်ဗီဒီယိုဖိုင်လေးတစ်ခုတွေးလိုက်တယ်ဒီမျိုးသမီးရဲ့ဖော်ရီထောက်ဖို့အထိအတွက်ပေါ့နော်ကြီးညာတာလေးတွေးလိုက်တယ်နော်အကုန်လုံးကချစ်စရာလေးတချို့ကလေးတွေဆိုငငယ်လေးရှိတာကိုတွေးရတယ်ပေါ့နော်ခုလက်ရှိမှာရောမုံရခိုင်တရင်လေးမှာရောမျိုးသမီးရဲ့ဖော်ရီဘယ်လောက်အထိရှိနေပြီလဲရှင် ကျွန်တော်တို့မောကရိုင်တရင်လေးမှာကျွန်တော်ပါဝင်မျိုးသမီးရဲဘော၁၂ဦးတည်ရှိပါတယ်ခင်ဗျအခုလက်ရှိပေါ့နော်လူဦးတော်လိုင်းကြီးမှာတက်ကြစွာလှုပ်ရှားပါဝင်နေတဲ့မျိုးသမီး NGPD တယောက်အနေနဲ့ရောဘာတွေလှုပ်ဆောင်နေရလဲအာနာစတင်ခြင်းအစပြုပြောရမယ်ဆိုရင် NGPD တယောက်အနေနဲ့ NGPD ဖွဲ့စည်းရေးကောင်မောင်တို့မာနေတဲ့အတူလမ်းမော်တက်ပြီးမတရားမှုကိုမကြိုက်ကြောင်းကိုစာနာထုတ်ပေါ်ပြခဲ့တယ်နောက်ပိုင်းတော်လိုင်းကြီးကာလာမှာငွေရတပိုင်းရဲ့ရဲဘော်တယောက်အနေနဲ့ ပါဝင်ခဲ့တယ်။မောရခိုင်အမတ်လေးတရင်ရဲ့လို့တရဝင်ကြရောက်လာတဲ့အခါမှာလဲမောရခိုင်တရင်လေးရဲ့မျိုးသမီးရဲ့ပေါ်တက်စိတ်မှုတာဝန်ကိုစမပြတ်ခြေပုံစွာထမ်းဆောင်နေရပါတယ်ခင်ဗျာ။ဒီအမျိုးသမီးတယောက်အနေနဲ့ပေါ့နော်မတူညီတဲ့သူတွေနဲ့လက်တွဲပြီးတော့အလုပ်လုပ်ရတဲ့နေရာမှာရောဘလို့ခက်ခဲရှိလဲအခက်ခဲတွေရောဘလို့ကြော်ဖြတ်လဲရှင်မတူညီတဲ့အတိုင်းဝိုင်းနေနဲ့လက်တွဲလုပ်ရတဲ့အခါမှာလည်းခက်ခဲတွေအများကြီးနေရင်ဆိုင်ခဲ့ရပါတယ် တော်လင်းကာလာကြံရင်းလာနေများခက်ခဲတွေဟာပုံများပြလာတယ်။ဒါပေမဲ့ကျွန်တော်တို့တရင်မှုဟာချားမခွဲခြားဆက်ဆံခြင်းမရှိပဲဒဏ်လူခွင့်ရည်တွေပေးတဲ့အတွက်ကျွန်တော်တို့အတွက်အင်အားတစ်ခုဖြစ်စေပါတယ်။ကျွန်တော်တို့ဒုတိယမှုပြောနေချင်စကားတစ်ခုရှိရဲ့။ယောက်ျားလေးလည်းလက်နက်ဖက်နဲ့မိန်းကလေးလည်းလက်နက်ဖက်နဲ့ထမင်းစားတာလည်းဒီပရမင်းမဲ့စားကြတာမို့လား။မင်းတို့တွေဒဏ်လူခွင့်ရည်ပေးထားတဲ့အတွက်မင်းတို့မလုပ်နိုင်ကြမရှိဘူး။မင်းတို့လုပ်ကိုလုပ်ရမယ်ဆိုတဲ့စကားနဲ့နေကျွန်တော်တို့ ခက်ခဲတော်တော်များများကိုရှင်းဆိုင်ကြောပြနိုင်ခဲ့ပါတယ်ခင်ဗျာအခုလက်ရှိနေဦးတော်လိုင်းရဲ့ခရီးရလည်းပေါရောက်နေပြီလို့ပြောရမယ်အမျိုးသမီးရေပါဝင်မှုကဒီရခိုင်နှုံးများလာလို့လည်းတွေ့ရတယ်ပေါ့နော်အခုလက်ရှိစေအရာရောနိုင်ငံရေးအရာရောဒီအမျိုးသမီးတွေရဲ့လုံဆောင်ချက်ကဘယ်လောက်ထိရေးပါနေလဲရှင်တော်လိုင်းရေးမှာအမျိုးသမီးခန်းကဏ္ဍတွေကိုဘလို့ထည့်သွင်းစဉ်းစားပေးထားတယ်လေတော်လိုင်းရေးမှာအမျိုးသမီးပါဝင်လာမှုတွေကိုရောဘလို့မြင်တယ်လေဥပမာ နောက်လိုက်နေနေပဲလားဆွေးနွေးဆုံးဖြတ်တဲ့ နေရာတွေမှာပါဝင်နေတာအမျိုးသမီးတွေရဲ့ဆုံးဖြတ်ချက်တွေကိုထည့်သွင်းစဉ်းစားကောင်းတဲ့ပုံပြီးနေတလားလက်ရှိဒီရတော့ခြုံပြောရမယ်ဆိုရင်ဒေါ်လန်ရေးမှာအမျိုးသမီးတွေဟာငကိုရှိရင်စက်လုပ်ငန်းတွေအပြင်အမျိုးသားတွေရဲ့လက်လက်နေတဲ့တာဝန်တွေကိုပါဖြစ်တင်းတာဝန်ယူထားရတယ်ဥပမာရဲဘော်ကြာရှုံးသွားတာပဲဖြစ်ဖြစ်ကိုလက်ရင်ကခြုံယွန်းသွားတာပဲဖြစ်ဖြစ်အဲ့ဒီတာဝန်တွေကိုသူတို့ရဲ့တာဝန်တွေကိုမျိုးသမီး အင်ရှင်မတွေရတာတာဝန်ပေးစီတယ်။အဲ့အရာပုံမှာဘယ်လိုလှုပ်ဆောင်ပေးထားသလဲ။ကိုတက်တွင်ရေမိတွေအပေါ်မှာစွမ်းရည်မြင့်တင်ရေးဆုံးဖြတ်ချက်ချနိုင်တဲ့ဥဆောင်တဲ့နေရာတွေမှာပေးထားသလားပေးဖို့လှုပ်ဆောင်နေသလားအမျိုးသမီးလေးတွေတည်တံ့ပေးထားတဲ့ခွင့်ရေးတွေရှိလားတော်လိုင်းကြီးမှာအမျိုးသမီးပါဝင်မှုများတယ်ဒါပေမဲ့ဥဆောင်ဆုံးဖြတ် ထိရောက်တဲ့နေရာတွေမှာပဝင်မှုနှုံနေသေးရလို့တော့ကျွန်တော်မြင်ပါတယ်ခင်ဗျာဒီတချို့တော်လန်ပုံကန်နိုင်တဲ့မြို့သမီးရဲဘော်တွေဆိုရင်လေဒီတက်စိတ်မှုစေတသာဒီစီးလေးချင်းတဲ့နေရာမှာရောဗနာရေးတာဝန်မှာထမ်းဆောင်နေရအောင်မြို့သမီးပဝင်ဆောင်ရွက်လာတာကိုတွေ့ရတယ်ဒါပေမဲ့တချို့နေရာတွေမှာလည်းနေကမြို့သမီးတယောက်မလို့ဒါတွေမလုံးနိုင်ဘူးဆိုတဲ့အကြောင်းပြချက်နဲ့မြို့သမီးခွင့်ရေးလေးဆုံးရှုံးနေအောင်တွေ့ရတယ်။အဲ့ဒါရင်းနဲ့ပတ်သက်ပြီးတော့ဒီအမျိုးသမီးအခွင့်အရေးပြန်လဲရရှိဖို့ ဘလို့မူဝါဒတွေချမှတ်တင်လဲရှင်။စီရင်တဲ့နိုင်ငံရေးများဆောင်ရွက်ရမှာမျိုးသမီးများအခွင့်အရေးပုံမူရရှိရေးအတွက်မျိုးသမီးများနိုင်ငံရေးမှာပါဝင်မှုမြင့်တင်ရမယ်။ကြားမတန်းတူခွင့်ရေးပေးရမယ်။လိင်တူခွဲပန်းမှုအပေါ်အခြေခံသောရှေးဟိုးအတွေးခွန်များကိုပြိုပြက်ပေးရမယ်။မီဒီယာတွေမှာမျိုးသမီးများပါဝင်လှုပ်ဆောင်နေတဲ့ခံကဏ္ဍတွေကိုမှန်ကန်စွာဖော်ပြပေးရမယ်။အရေးကြီးတဲ့အချက်ကတော့အမျိုးသမီးတွေရဲ့လှုပ်အားကိုတိမတ်ပြုပေးရမယ်။ မျိုးသမီးများရဲ့အခွင့်အရေးနဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက်အဓိကကြပါတယ်။မျိုးသမီးတိုင်းတို့ကဂုံတိတ်ခါလွတ်လပ်မှုနဲ့ဘေးကင်းလုံခြုံမှုပုံမဦးစားပေးဆောင်ရွက်တင်ပါတယ်ခင်ဗျာ။ဒီတော်လိုင်းအလွန်ကာလမှာပေါ့နော်။ဒီလူတိုင်းမှာလွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိတယ်။ဒီ MGPD အတွက်ရောဘလို့ခွင့်လန်းတွေရရှိခြင်းလဲရှင်။ကျွန်တော်တို့ MGPD တွေဟာမတူညီတဲ့တိုင်းဝိုင်းတွေနဲ့လက်တွဲလှုပ်ဆောင်နေရတဲ့အတွက်အရန်ခက်ခဲပါတယ်။အဲ့ဒါကြောင့်ကျွန်တော်တို့ MGPD တွေကြီးပဲ စုဖွဲ့ထားတဲ့ဖွဲ့စည်းပဲဖြစ်ဖြစ်တရင်တစ်ခုပဲဖြစ်ဖြစ်ရှိနေမယ်ဆိုရင်ကျွန်တော်တို့ LGBT အချင်းချင်းလက်တွဲလှုပ်ရှားရင်ကျွန်တော်တို့တော်လိုင်းရပုံမထီရောက်မယ်လို့တော့ကျွန်တော်ထင်ပါတယ်ခင်ဗျာအရင်လတော့ပေါ့နော်မုံရခရိုင်တရင်လေးမှာအကျန်းဖက်စီတကစကန်ဝင်တိုက်ခိုက်ခံရတယ်လို့ကြားသိရတယ်ဒီအမျိုးသမီးရဲဘော်တအူးလဲကြဆုံးသွားတယ်လို့ကြားသိရတယ်လက်နဲ့တေရော ဒီကြည်တွေရောဆုံးရှုံးသွားတယ်လို့ရောသိရှိရတယ်ပေါ့နော်အခုရောဘလို့ရက်တည်နေလဲရှင်ရှင်လာကကျွန်တော်စကံဝင်ရောက်တခိုက်ခင်ရတယ်စကံခင်ရတဲ့အချိန်မှာကျွန်တော်တို့အမျိုးသမီးရဲ့ဘလို့ကြာဆုံးခဲ့ရတယ်အမျိုးသားရဲ့ဘလို့တန်ရရရှိခဲ့တယ်အမျိုးသမီးရဲ့ဘလို့တန်ရရရှိခဲ့တယ်ကျွန်တော်တို့ရဲ့ GNR ပစ္စည်းအင်အားတွေ3000လီပါလောက်ဆုံးရှုံးခဲ့ရပါတယ်ခင်ဗျအဲ့ဒီဆုံးရှုံးခဲ့ရတဲ့ပုံမှာကျွန်တော်တို့အရန်ကိုဝန်းနေမိပါတယ်ကျွန်တော်တို့၄နှစ်နေပါဂျိုးသားရှာဖွေခဲ့တဲ့ပစ္စည်းတွေ အဲ့လိုပြဆက်လိုက်ရတဲ့အတွက်ကျွန်တော်တို့အရင်ဝင်နေမြင်ရတယ်။အဲ့အတွက်လည်းကျွန်တော်တို့ပြန်လည်ရရှိဖို့အတွက်စူးစမ်းနေရတယ်။ရင်းမိတူကြာဆုံးခဲ့ရတဲ့အတွက်ကျွန်တော်တို့အရန်ကိုစိတ်တိခိုက်နေတဲ့အချိန်မှာအဲ့လိုပစ္စည်းတွေပါဆုံးရှုံးလိုက်ကျွန်တော်တို့ရအောင်စိတ်တိခိုက်နေရပါတယ်။ဒါပေမဲ့ကျွန်တော်တို့အတင်းပြီးတော့ရှေ့ဆန်းနေပါတယ်။သူ့တော့ကျွန်တော်တို့အများကြီးစူးစမ်းသွားပါအောင်မယ်။ခုလိုတော်လန်ပုံကံပြူမီတို့အားမှန်စီစဉ်ကိုဖြည့်ဆို့ပေးလို့ကျေးဇူးရမ်းတင်ပါတယ်ရှင်။ ျွန်တော်တို့စကံဝင်ရောက်တိုက်ခိုက်ခံရတဲ့အတွက်ကျွန်တော်တို့ရဲ့ပစ္စည်းရင်အားအရန်ကိုဆုံးရှုံးသွားပါတယ်ဆုံးရှုံးသွားတဲ့ပုံမှာကျွန်တော်တို့ပြန်လည်ထူထောင်ရေးပြန်လည်ရှေးဆက်နိုင်ရေးအတွက်ဘဝင်ကူညီပံ့ပိုးပေးကြပါဦးခုလိုအခက်အခဲတွေနဲ့ကြုံတွေ့နေရတဲ့အချိန်မျိုးမှာခုလိုပြောရတာလည်းအားနာပါတယ်ဒါပေမဲ့ကျွန်တော်တို့လည်းအရန်ကိုကြေကြေနေပါတယ်ခုချိန်မှာ ကျွန်တော်တို့ရဲ့တရင်ထိုင်နဲ့ပြန်သွားလို့မရသေးတဲ့အတွက်ကျွန်တော်တို့တခြားနေရာမှာနေခင်းအောင်နေရပါတယ်။နေရတဲ့အတွက်ကျွန်တော်တို့မှာစားဝတ်နေရေးနေထိုင်ရေးအများကြီးပဲကျွန်တော်ခက်ခဲပါတယ်။အဲအကြောင်းကျွန်တော်တို့ပြန်လည်ထူထောင်ရေးအတွက်မိဘပြည်သူများကကျွန်တော်တို့ဝမ်းဝမ်းကူညီပေးကြပါဦး။ဒီအရင်ပြီးခဲ့တဲ့လတော့ကဒီမုံရခရိုင်တရင်လေးမှာစကန်ဝင်တိုက်ခံရလို့အမျိုးသမီးရဲဘော်တအူကြားခဲ့တယ်လို့သိရတယ် အဲ့ဒီအပေါ်မှာပြန်လဲထူထောင်ရေးအတွက်သူတို့ကြည်ဒီသိန်း2000ကျော်ဘိုးလောက်ဆုံရှုံခဲ့ရတယ်လို့သိရှိရရှင်ဒီလိုပြန်လဲထူထောင်မှုအတွက်ခရင်ခက်ခဲနေတယ်လို့လည်းကြားသိရတယ်အခုလိုကြားသိရပြီးတော့ပြည်သူတွေတထောင်တနေရာကနေပအဝင်ကူညီလှူဒန်းလို့ရအောင်လို့ page လေးကိုပြောပြပေးသွားမှာဖြစ်ပါရဲ့ရှင်။ Facebook page ဖြစ်တဲ့ဒေါနာမောင်မောင် page နဲ့မုံရွာခရိုင်တရင်လေးမုံရွာတပိုင်းတို့မှာဆက်သွယ်ကူညီလှူဒန်းလို့ရပါတယ်ရှင်။ ဒီအပတ်မှာတော့ဒီလောက်ပါပဲပိသက်ကြီးတို့ရေနောက်ပတ်တွေမှာဘသူတွေကတော်လန်ပုံကံပြုံမီတို့အားမဲ့စီစဉ်ကိုပါဝင်သွားမလဲဆိုတာကိုအပတ်စဉ်အင်္ဂါနေ့ညနေတိုင်းမှာစောင့်မျှော်ကြည့်ရှုအားပေးကြပါဦးနော်။